တို့ KNU KNL တမဟာ၄နေမြေကြီးထပြူဟာကြာပြရတော့မှာကျွန်တော်တို့ ठी ခီစကန်ကို position တိုက်ခတ်ခဲ့ပါတယ်ကျွန်တော် ठी ခီစကန်ဟာရန်သူအင်အား150ကန်ရှိပြီးတော့ဒီတိုင်ရင်25တိုင်ရင်မူအထိုင်နေစကန်ဖြစ်ပါတယ် ်ခီခီစကန်ကိုကျွန်တော်တို့ရန်သူကဟယ်လီကော်ပတာ၄စီးနဲ့အင်အားလာချပါတယ်အဲ့မှာဆိုရင်ကျွန်တော်တို့လက်နက်ကြီး120တွေပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီလက်နက်ကြီး120တွေကိုသူတို့အသုံးပြုလို့မရအောင်ကျွန်တော်တို့ drone တွေကျွန်တော်တို့ဘက်ကလက်နက်ကြီးပစ်ကူတွေကကျွန်တော်တို့လက်ဦးမှုရယူပြီးတော့အကောင်းဆုံးဖြတ်စီးနိုင်ခဲ့တဲ့အတွက်သူတို့120တွေလုံးဝအသုံးပြုလို့မရတဲ့အခြေအနေမှာကျွန်တော်တို့ဖြစ်သွားခဲ့ပါတယ်ကျွန်တော်တီခီစကန်ကို drone ပစ်ကူ120လက်နက်ကြီးပစ်ကူအကောင်းကောင်းနဲ့ကျွန်တော်ခိုက်ခဲ့အဲတိတ်ပတ်ခဲ့ရတာဖြစ်တယ် ဘာလို့ခက်ခဲခဲကျွန်တော်တို့တိုက်ခတ်သိမ်းပိုက်ခဲ့ရလဲဆိုတော့ဒီချစ်ခီစကန်ရဲ့လေးပုံသုံးပုံလောက်ကဒီထိုင်းနိုင်ငံထဲမှာရှိနေတယ်ထိုင်းနိုင်ငံထဲကဝင်နေတဲ့အနေအထားမှာရှိနေတယ်ထိုင်းနိုင်ငံရဲ့နေဆက်စီမျိုးပုံမှာလည်းရှိနေတယ်အဲ့တော့ကျွန်တော်တို့ဟာထိုင်းနိုင်ငံရဲ့ PR တချို့ကျွန်တော်တို့မှာရှိပါတယ်ထိုင်းနိုင်ငံကအခုကျသွားတဲ့အဲဒီ TK scan ကိုအတွက်ကျွန်တော်တို့အခုညီပေးခဲ့တာလည်းရှိတယ်။ visa တွေတင်ပေးတာလည်းရှိတယ်။ CD တင်ပေးတာလည်းရှိတယ်။ထွက်ပြေးသွားတဲ့ရန်သူအဲဆက်သားတွေကိုကျွန်တော်တို့ပြန်မောင်းတင်တာမျိုးတွေရှိခဲ့ပါတယ်။ ကျွန်တော်ဒရုန်းတွေနဲ့တိုက်ခိုက်တဲ့နေရာမှာလည်းရန်သူတွေကဒရုန်းတွေမလာနိုင်အောင်လို့အကာအကွယ်ကောင်းကောင်းနေဂျာမာကောင်းကောင်းနေကျွန်တော်တက်ဆင်ထားတဲ့အတွက်ကျွန်တော်ဒရုန်းများဆိုတော့ကျွန်တော်တို့အပျက်စီးရှိခဲ့တယ်။အဲဒါ့ဝိမဲ့ကျွန်တော်တို့ကဒရုန်းတွေအပျက်စီးခံပြီးတော့ပဲကျွန်တော်တို့ရအောင်တူးပြီးတော့ကျွန်တော်တို့လုတ်ခဲ့ရတာဖြစ်ပါတယ်။ကျွန်တော်တို့ပြီးခဲ့တဲ့လမှာထီထ view ဟာကိုကျွန်တော်တို့တော်လန်ရေးတက်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့အခါမှာအကျန်းဖက်စစ်တပ်ရဲ့ကန်ယူရန်တိုင်မူကြော်ကြော်ဟန်ကတမဟာ၄ area ကိုအမှုန့်ချပြစ်မယ်ဆိုပြီးကြုံရထားတာရှိပါတယ်။ ။ဒါကြောင့်လေ TK scan ကိုကျွန်တော်တို့တိုက်ခိုက်တဲ့အခါမှာ helicopter lazy နဲ့အင်အားကြီးလာချပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့အမှုန့်ကျသွားတာသူ့ရဲ့ TK scan ပဲဖြစ်ပါတယ်။ကျွန်တော်တို့ force of federating mode စီအဖက်တီတက်ဖွဲ့အနေနဲ့လည်းမြေပြင်ချေမုန်းကြီးတက်ဖွဲ့တွေ drone တက်ဖွဲ့တွေများစွာနဲ့ကျွန်တော်တို့ဒီ scan ထဲမှာပါဝင်တက်ခိုက်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့တက်ဖွဲ့အနေနဲ့လည်းကျွန်တော်တို့နဲ့အတူတူပူးပေါင်းပြီးတော့စစ်အာဏာရှင်ကိုတော်လှန်မယ်။စစ်အာဏာရှင်ကိုအမြင့်ဖြတ်ဖြုတ်ချမယ်ရေဘော်တတိကိုလည်းကျွန်တော်တို့အမြင်နဲ့